တာယာရဲနဲ့ဖြစ်ကြပါစေလို့အားလုံးကိုຫນွေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီစားတိုင်း တော့ပထမဦးဆုံးအနေနဲ့ကချင်ပြည်နယ်တရင်းနဲ့ရင်စမယ်ဧပြီလ25ရက်နေ့ကနေမှဖကံဘက်ကိုစခွေးတက်လာတယ်ဆိုတာအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့အခုဒီကမိုင်းကနေမှဖကံဘက်ကိုတက်လာတဲ့လမ်းတလျှောက်တုံးထဲမှာ KIA နဲ့ပူပေါင်းတော်လာရဲဘက်ကနေမှဂျက်ဖြတ်တိုက်ခိုက်ခဲ့တယ်ဒီကတ်မော်မှာလည်း နော်စစ်ခွေးတွေမตาတဲ့အများကြီးပေါ်သွားတာရှိတယ်မဥပြင်းမှာအတော်များများစစ်ခွေးတွေမตาပေါ်တာရှိတယ်ကမိတ်နဲ့ဖကန်လမ်းကြမ်းမှာရှိတဲ့တရားညီနောင်မှာလည်းဒီမေလ19ရက်နေ့တုန်းကတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်အဲ့ထဲမှာခွေးမตาအများကြီးပေါ်သွားတယ်မตาတစိမ့်ဒီကိုကြည့်လိုက်တဲ့အခါမှာအကောင်20တဲလို့ရှိရင်15ရောက်ကနေ16ရောက်ထိက ပြည်သူစစ်တွေဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ပြည်သူစစ်တွေထဲမှာ အများပြည်သူစစ်ကဘယ်သူလဲဆိုတော့ရှမ်းနေပြည်သူစစ်ကိုတွေ့ရတယ်ဒီကမိုင်းကနေထွက်လာခဲ့တဲ့စစ်ကြောင်းထဲမှာပြည်သူစစ်က85ရခိုင်လုံးလောက်ပါတယ်လို့ပြောလို့ရတယ်ဆိုတော့အခုပြည်သူစစ်တွေဒရိထားကြပါနော်ကမိုင်းကနေမှဖကံဘက်ကိုတက်လာခဲ့တဲ့စစ်ကြောင်းထဲမှာခွေးရကောင်600ကျော်နဲ့တက်လာခဲ့တဲ့စစ်ကြောင်းဖြစ်တယ်ဒါပေမဲ့အခု KIAD ရဲ့ဂျာပြတ်တိုက်ခိုက်မှုကြောင့်အခုစစ်ခွေးကနည်းနည်းပဲကျန်တော့တယ်။ကျွအမြဲတမ်းပြောသလိုကျွန်တော်ကချင်ပြည်နယ်ဆိုတာဟာထောင်ချောက်ဖြစ်တယ်။ဝန်ပေါက်ပဲရှိတယ်ထွက်ပေါက်မရှိဘူးเนาะဆိုတော့နင်းတို့ဘွင်ကြီးနဲ့ပဲဖကန့်ကိုရောက်ကြပါလို့ပဲဒီကနေပြောချင်တယ်เนาะဆိုတော့ခုကျွန်တော်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပမောအကြောင်းပြောမယ်။ဒီပမောနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတူတူလေးနှစ်ခုကိုကြည့်ရအောင်เนาะဗမော်မျိုးစကားက21တဲ့ကိုဆင်းသက်တဲ့ဒီရိုင်းရင်3စီအနက် နှစ်စင်းကိုစစ်သူကြွ KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြက်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ Nobu ကလည်းအခိုင်အမာပြောနေပါတယ်ဒီပြောဆိုမှုအပေါ်မှာဒီ NUG ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝေဝေဆဆဖော်ပြနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီအချိန်တွေကတကယ်ပဲပြစ်ချနိုင်ခဲ့သလားအတကယ်ပဲသူတို့ပြောတယ်လို့ဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့သိချာတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးအနေနဲ့တကယ်ပဲတကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုတ်ထုတ်ပြပါ တ်ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြတယ်ဗျာတ်ပုံမထုတ်ပြလိုက်ပါ၃စီးရစစ်ကူလာပို့ပါတယ်ဒီနေ့တက်ကနေပြီးလာပို့တဲ့အချိန်မှာသူတို့ဘက်ကပြစ်လိုက်တယ်ဗောနပြစ်လိုက်တဲ့ခါမှာ၃စီးစနေတဲ့ကနှစ်စီးကိုသူတို့ပြစ်တာထိသွားတယ်ဗောနအဲ့ဒါဘသူကပြောလဲဆိုတော့နော်ဘူးကပြောတာပြစ်တယ်ဆိုပြီးဒီနေ့တော်တော်လေးအောင်ပွဲခံတယ်ဗျကျွန်တော်ပြောရင်တော့ပြစ်ချခံရတာလားရာသီဥတုနဲ့သူကသူပြက်ကြတာလားပြစ်ချတယ်ဆိုတော့လည်းဘာနဲ့ပြစ်တာလဲပြစ်ချတယ်ဆိုရင်ပြစ်တဲ့လက်နက်အမျိုးအစားဖော်ပြနိုင်မလို့ရဟိနှစ်စီးပြစ်ချခံရပါတယ်ဆိုတော့ တည်င်းကလည်းနိုင်ငံတကာတာဝန်မှာတော်တော်ပြန့်သွားတယ်ပြန့်သွားတဲ့အခါကျတော့တာဝန်တာဝန်တာဝန်ကလည်းမေးကြမြန်းကြတယ်ရရင်ပြစ်ချခံရတယ်လို့ကြားတယ်လွန်ခဲ့တဲ့တနာ yı ခွဲလောက်ထိရတော့ not confirm လို့ပြောလိုက်တယ်အခုထိငါတီးပြလို့မရသေးဘူးเนาะအဲ့လိုပြောလိုက်တယ်သူပြောပြီးတော့နိုင်ခွဲလောက်ကြားကြအောင် confirm ထားရတယ်ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကချင်မီဒီယာတွေမှာတက်လာတယ်အဲ့ဒါလည်းကွနာရရင်ပြက်ကြပြီးတော့ပေါ့နော်ရရင်မှုတွေကွယ်လွန်နေတဲ့ဟာလေးဗီဒီယိုဖိုင်လေးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ ကြည့်ရတာတော့တို့နော်ဘူးရောအဆိုတော့အဲ့ဗီဒီယိုရသွားပြီလို့ကျွန်တော်မြင်ကျွန်တော်ရုပ်သံကြည့်နေတဲ့အချိန်ဒီပိုင်းတော့ပါပဲဟိုမှာလဲအဲ့ဗီဒီယိုဖိုင်ကိုဝေဝေဆဆခင်ဗျားတို့မြင်ရလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ရဟရင်တစည်းပျက်စီးသွားတာကရဟရင်ကဝယ်လို့ရရင်မဲ့ရဟရင်မှာပါသွားတဲ့လေယာဉ်ပေါင်းတဲ့သူတွေရဲ့တံမိုးကြတော့တံမိုးဖြတ်လို့မရဘူးဗျာဘာလို့ဆိုတော့ pilot တယောက်ဖြစ်လာဖို့ကဆယ်စုနှစ်ချီပြီးပြုစုပြောင်းထားတာမတော်တဆလေးတစ်ခုတောင်ကွယ်လွန်သွားတဲ့ခါကျတိတ်နှမျောဖို့ကောင်းပါတယ်နှစ်စီးလို့ပြောရင်မဲ့တစည်းပဲပြစ်ကြတယ်လို့ပြောတယ်တစည်းကတော့ဘာမှမဟုတ်ဘူးနော်ဘူးတို့ကလိုရတဲ့ပုံပြောသလားတော့ကျွန်တော်မသိဘူးအခုဒီမှာစကလေးကောင် စကလေးကောင်းလို့ပြောတဲ့အတိုင်းပဲသူကဘရောမစကားပြောလိုက်ပြီဆိုလို့ရှင်တမူထူချပြီသူပြောတတ်တယ်ဆိုတော့အခုဒီထဲမှာဘူမူကြီးနော်ဘူကိုလည်းသူပြောလဲနော်ဘူတဲ့ပြောရင်းဆိုခွင့်ရှိတဲ့ဘူမူကြီးနော်ဘူကိုတို့အမြင်နဲ့နော်ဘူနော်ဘူလို့ခေါ်တာအခုကြောမျိုးမြင်လဲအဲ့လိုခေါ်တယ်ကြွတ်ထင်တာကတော့တို့အမေတွေကိုမယူပဲလို့ညာနော်အဲ့လိုပြောသလားတော့မသိဘူးဆိုတော့အခုဘူမူကြီးနော်ဘူမှာအခုဒီပမော်မှာ ရဟရင်တုံးစည်းလာတဲ့နှစည်းကိုပြစ်ချတယ်လို့ပြောတဲ့ဥစ္စာကိုအခုစာကလေးကောင်းကတော့တပ်ပုံပြပေါ့နော်တပ်ပုံပြမှာပဲယုံမေဆိုတဲ့ပုံစံနင့်တို့ယုံဖို့တက်တယ်ပြဆရာမလို့ဘူးနင့်တို့ပိုတိပါတဲ့ခွေးအကောင်ဘလို့ရို့သွားတယ်လေဆိုတာကိုကြည်ချင်းအဖြစ်နင့်တို့သိနိုင်တယ်ကြွတော့ကြတော့ တက်တယ်ပြမှာမဟုတ်ဘူးကျွန်တော် KIA တွေဟာဒီနေ့ဒီအချိန်အထိဖန်ထားတဲ့စစ်တုံးပန်းတလောက်ရှိတယ်လို့ကျွန်တော်တို့တစ်ခေါက်မှမပြဘူးဘူး KIA နဲ့ပူပေါင်းဒေါ်လာရဲတွေပေါင်းပြီးမှတိုက်ခိုက်တဲ့အတွက်ကြောင့်ပူပေါင်း PDF ဒီဘက်ကနေမှထုတ်ပြန်လာတဲ့အတွက်ကြောင့်ဒါအခုအများပြည်သူတွေကဘလောက်ထိလက်နက်တွေရရှိတယ်ဆိုတာကိုသိရတယ်เนาะဒါပေမဲ့ဒီနေ့ဒီအချိန်ထိကျွန်တော်တို့တုံးပန်းတွေကိုပြလည်းမရှိဘူး ဒီစကလေးကောင်းကတော့သူတို့ကိုယုံစေချင်နေဆိုလို့ရှိရင်တတ်ပုံပြရပေါ့နော်ဒီတိုက်ပွဲထဲမှာနင်းတို့စစ်ခွေးတွေငါတို့ဘလောက်တတ်လိုက်ပါတယ်ဆိုမှတက်တယ်ပြမယ့်အချိန်မဟုတ်ဘူးငါတို့ရဲ့ရည်ရွယ်ချက်တွေခွေးဘလောက်တည်သွားတယ်လဲဆိုတော့ငါတို့ကိုငါတို့ငါတို့တိဖို့ပဲနင်းတို့ခွေးတွေတိစရာအကြောင်းကိုမရှိတာ နော်ဘိုးငုံကြုံမျိုးမင်းလည်းဗာပြောလေဆိုတော့အခုအချိန်ထိ तू ကတော့ကျတော့ KIA တွေပြစ်ချတယ်ဆိုတော့ကိုတော့ तू မယုံဘူးအခုအချိန်ထိ तू မယုံဘူးရဟယင်းနစီကိုပြစ်ချတယ်ဆိုတာသတင်းတွေပြန့်နှံ့နေပေမဲ့သူတို့ရဲ့ဒီလေရင်ခေါင်းတွေတေးသွားတဲ့ဗီဒီယိုအသေးစိတ်ကတော့မထွက်လာဘူးဒါပေမဲ့ညနေပိုင်းကျတော့အကုန်ထွက်လာခဲ့တယ်အခုဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတော်တော်လေးကိုရင်နာထောင်ကြည့်အောင်နော်ဘာမှယူဆံရှိတော့အကုန်လုံးပြတ်ကုန်ပြီဘာလူတည်တဲ့ဟာတွေရောအကုန်လုံး ကိုလည်းမြည်လောင်နေတော့အဲ့မှာပုံတည်နေတာဟာအဲ့ဒါလိုဒီကြီးပဲပါမချခက်ခက်မချခက်အဲ့ဒါတုံးပွင့်ပုံအဲ့မှာဒီနာမည်ကြုံမြို့တဲ့အောင်ဘောငုံကျော်မျိုးမင်းကလေရင်ပြက်ချပြီးမီးလောင်သွားတဲ့ဗီဒီယိုကိုတွေ့တွေ့တယ်ပြီးတော့အဲ့နဘေးနားမှာတုံးပွင့်ဘူးမြို့ထက်အောင်တေးနေတာလဲသူတွေ့နေပြီဒါကြောင့်မို့ပဲသူကတော့လေရင်ပြက်ချတယ်လို့အတိပြုတယ်ဒါပေမဲ့เนาะ KIA တွေပြက်ချတယ်လို့သူလက်မခံဘူး ဆိုတော့ KIAD ပြစ်ချတယ်ဆိုလို့ရှိရင်တော့เนาะဘာနဲ့ပြစ်ချတယ်လဲဘာလက်နဲ့နဲ့ပြစ်တယ်လဲဆိုတာပြပါတဲ့ကျတော့ KIAD ဘာနဲ့ပြစ်တယ်လဲဆိုတာခဏတုန်းကပြောတယ်လို့ငရုကဒါနဲ့ပြစ်ပါတယ်လို့နင်တို့ကိုလက်နဲ့ပြရအောင်နင်တို့ကငရုရဲ့တည်င်းပို့ဌာနလားနင်တို့ကိုငရုကပြပြမအတီးပြုတ်ရဲ့အမပဲနင်တို့လက်ခံတာမလက်ခံတာအရေးမကြီးဘူး ငါတို့လုံနိုင်သလားမလုံနိုင်ဘူးလားဆိုကို့အချင်းနဲ့ကို့တိဖို့ပဲရေးကြည့်တာနော်ဒီလေရင်ကိုငါတို့တနတ်နဲ့မပစ်ဘူးလေးကွာနဲ့ပစ်ထည့်လိုက်တာဟုတ်ပြီနော်ဆိုတော့ငါတို့လေးကွာနဲ့ပစ်လိုက်တာလို့ကြာသွားတယ်အဲ့လိုပဲလက်ခံလိုက်ဒါဆိုရှင်းသွားပြီပေါက်ချင်နဲ့ပေါက်မယ်အရေးကြီးတာဟာနင့်တို့စစ်ခွေးတွေရဲ့လေရင်ပြုတ်ကျသွားဖို့ရေးကြည့်တယ်နင့်တို့ခွေးမသားပေါ်သွားဖို့ပဲရေးကြည့်တယ် ဒီတိုက်ပွဲထဲမှာနင်းတို့စစ်ခွေးတွေအတီးပြုတ်ပေးမှငရုတ်ကအောင်ပွဲကိုခံတဲ့လူတွေမဟုတ်ဘူးဆိုတာမှတ်ထားနော်စစ်ခွေးတွေကတော့ရရရပြစ်ခတ်ရဆဲကိုဒီမေလ33ရက်နေ့အထိလှုပ်ထားတယ်လို့ပြောပေမဲ့နေ့တိုင်းသူတို့လေရင်နဲ့ပုံကျဲတယ်နေ့တိုင်း drone တွေနဲ့ကျွန်တော် KIA တွေကိုတိုက်ခိုက်နေတာဖြစ်တယ်ဒါပေမဲ့ကြွအမြဲတမ်းပြောသလိုဘုံမဟာ Telegram မှာနိုင်တယ်စစ်ခွေဘောမာတွေနဲ့ဘောငုံတွေရဲ့ပစတ်ထဲမှာ အမြဲတမ်းနိုင်နေတယ်ဒါပေမဲ့လက်တွေ့မှာတော့အခုမြင်ပြီနော်ဆိုတော့အဲ့မပြောချင်ဘူး KAD နဲ့ပူပေါင်းတော်လိုက်ရဲတွေကတော့လက်တွေ့ပဲပြတ်တတ်တယ် နော်ဆိုတော့အခုဒီ MI17 သူ့ရဲ့ဈေးနှုန်းကဘယ်လောက်ရှိတလဲဆိုတော့နော်အစားစားရှိတယ်အာအညံ့စားကနေအကောင်စားပြီးလို့ရှိရင်ဘယ်နဲ့ထုတ်တလဲဆိုတဲ့ပုံမှာမူတည်ပြီးမှဈေးနှုန်းရှိတယ်လို့ပြောတယ်ဆိုတော့အခုကျမ online ကနေရှာကြည့်တဲ့အခါမှာဘယ်နဲ့ထုတ်တလဲဆိုတဲ့ပုံမှာမူတည်ပြီးမှ၄ million ကနေမှာ 10.5 million အထိဈေးနှုန်းရှိတယ်လို့ပြောတယ်ဆိုတော့နစည်းဆိုရင်တော့เนาะအနည်းဆုံးကတော့ million နစည်းဝန်းကျင်ကတော့စစ်ခွေးတွေရှုံးသွားပြီတကယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြည်သူတွေရဲ့ပတ်စံပါပဲเนาะဆိုတော့အခုဒီလိုမျိုးလေရင်နစည်းလဲဖြတ်ချလိုက်ရောကျွတ်တဲ့ပိုးပြီးမှဝမ်းတာတဲ့ပြည်သူရှိတယ်ကျွန်တော်ဗီဒီယိုကြည့်ရအောင်เนาะ တွေနင့်တို့ငရုတ်ကိုဘလောက်အထိနှိမ့်ဆက်တာကိုပြီးသူတွေဘလောက်ခံပြင်းတယ်လဲဆိုတော့အခုလေရင်စီးပြတ်ကြတယ်လို့လဲသတင်းကြလိုက်ရောသူကဘလောက်အော်တယ်လဲအခုကျွဲတော့အားလုံးမြင်ရတဲ့အတိုင်းပဲเนาะဆိုတော့အခုနင့်တို့စစ်ခွေးတွေရဲ့လေရင်ပြုတ်ကျသွားတာမျိုးတွေနင့်တို့စစ်ခွေးတွေတေသွားလို့ရှိရင်ကျွဲတော့ပြီးသူတွေဒီလိုပြောတယ်အမြဲတမ်းငရုတော်လာရဲတွေကိုဒါနင့်တို့ကတပုံဒီဆိုပြီးမှတတ်မှတ်ပေမဲ့ပြီးသူတွေကနင့်တို့ကိုတပုံတရေ30 ထက်တော့မှနင်တို့ကိုပိုပြီးမှယွန်းရှာမုန်းတီးတယ်ဆိုတာအခုနင်တို့မြင်ပြီနော်တိတ်မပြောချင်ဘူးဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုထက်ကြည့်ရအောင်နော်တောင်တာမှာရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုတဲ့ PDF တွေကသူတို့ဝင်ဖမ်းတယ်တဲ့ဂုံယူစွာဖြင့်သူတို့ကိုသူတို့တင်ထားတယ်ကျွန်တော်တော့အဲ့ဒါကြီးကိုကြည့်ပြီးတော့မင်းတို့ဒီလောက်တော့သွေးကြောင်ပြီးသွေးနေရနိုင်လားလို့ပဲပြောချင်တယ်ပြောတယ်လက်နက်မရှိတဲ့နိုင်ငံဝန်ထမ်းတွေကိုတွားပြီးရောဖမ်းဆီးပြီးတော့သူတို့ကိုသူတို့အောင်ပွဲခံနေတယ်လက်နက်ရှိတဲ့စစ်သားတွားတိုက်ပေါ့ဗျာရဲတွေတွားတိုက်ကြပေါ့ ဒီလိုလည်းမဟုတ်ဘူးသူကလက်နက်မရှိတဲ့အရသားတွေကိုအစိုးရဝန်ထမ်းတွေကိုသွားဒုက္ခပေးတယ်ပေါ့သူတို့ရဲ့ပြောကြချက်ကတော့စစ်တပ်ကတောက်တိုင်ဖြိုချတာပါလို့ပြောတယ်တောင်သာဒေသအခြေစိုက် PDF ဖွဲ့ကပြောတယ်ဝန်ထမ်းအရာမှရှိတဲ့အမျိုးသမီးတွေဗိုက်ကြီးတွေနဲ့ကလေးတွေကိုအကုန်ဖမ်းတယ်တဲ့အမျိုးသမီးဗိုက်ကြီးတွေနဲ့ကလေးတွေကိုတော့ဖမ်းမခေါ်တော့ဘဲနဲ့နန်းစီရန်တွေနဲ့သူတို့နဲ့ပတ်သက်တဲ့သူတွေပဲဖမ်းခေါ်လာတာပါတဲ့နော်အဲ့ဒီမှာနန်းစီရန်ဝန်ထမ်း6ယောက်ပါတယ်နန်းစီရန်နဲ့ဆွေမျိုးသားကြီးတို့6ယောက်ပါတယ်ပေါင်း17ယောက်ဆိုပြီးပြောတယ်စစ်တပ်ကထောက်တိုင်မှန်သမျှတွေကိုတဲ့အဲ့ဒါတွေ့ရင်တွေ့ရင်ကြုံကြုံသူတို့ဖမ်းဆီးရည်လုံးမှာပါတဲ့ တော်တယောက်ချင်းကြုံတော့တယောက်ချင်းဖမ်းပါပဲတဲ့သူတို့စုမုန်းနေပြီးချဲပြန်လာတဲ့နဲ့အမြသူစစ်တပ်ရဲ့ရန်တရားတွေကိုအဖြက်စီးမှသူတို့တာဝန်တဲ့နန်းစီရဲဝန်ထမ်းတွေဖမ်းစီးတာကိုစီမံချက်နဲ့လုပ်မယ်တဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးစီးပွားရေးရန်တရားတွေကိုဖြိုမှာဖြိုမှာဆိုပြီးတော့သူတို့ကျင်းကြတယ်သူတို့ကအဲ့လိုဖမ်းပြီးတော့သူတို့ကသူတို့အောင်ပွဲခံတယ်သူတို့ကသူတို့အုပ်ချုပ်လို့ရပြီသူတို့ထင်တယ်ပေါ့နော်ကျွန်တော်ပွင့်တယ်ပြောတယ်အဲ့ဒါဓမြတ်လုပ်ရပဲဓမြတ်တိုက်ကြီးတစ်မျိုးပဲပြီးတော့လူမိုက်လူရန်ကလုပ်ရပဲဘယ်လိုမှဒါတော်လိုင်းမို့တော်လိုင်းရေးဆိုတဲ့တတိယအဲ့လိုမဟုတ်ဘူးခေါင်းမှာရှိတဲ့ပေါ်လာခဲ့တဲ့တော်လိုင်းမှန်တယ်များဘယ်တော့မှအဲ့လိုမလုပ်ဘူးနိုင်ငံရန်တရားကိုဘရောမဖြစ်စီဘူး နိုင်ငံတော်ရန်တရားကိုဖျက်ဆီးတာကနိုင်ငံကိုဖျက်ဆီးတာနဲ့အတူတူပဲအဲ့တော့နိုင်ငံလေပတ်အောင်လုပ်ပြီးတဲ့ဝန်ထမ်းတွေကိုဖျက်ဆီးတဖန်ဆီးစဖျက်တာကလည်းဒါနိုင်ငံကိုဖျက်ဆီးတာနဲ့အတူတူပဲကိုယ်နိုင်ငံကိုဖျက်ဆီးနေတာကိုကိုကတော်လိုင်းရေးလောက်တာပါလို့ပြောရင်တော့အဲ့ဒါရှင်းရှင်းပါအဲ့တော်လိုင်းရေးမျိုးတော့ဘယ်ကဘာဘယ်ဆက်ကြဝါရာတွေမှာသွားရှာလို့ရမှာတော့တိုက်တဲ့ဆက်ကြဝါရာသွားရှာမရှိပါဘူးဗျာကိုယ်နိုင်ငံကိုပြန်ဖျက်ဆီးတာကိုယ်ဒေသကိုပြန်ဖျက်ဆီးပြီးတော့အဲ့ဒါတော်လိုင်းလောက်တာပါလို့ပြောတာကတော့ဒါရှင်းပြောရင်တော့သွေးကြောင်နဲ့လုတ်ရက်ပဲဘိုးချုပ်မှုချင်းမရောက်လိုက်နေနေပြီးတော့နေတာပဲနေပြီးတော့ရှိတယ်နေသွားတိုက်ကြပါတော့တိုက်ပြီးတော့အောင်ပွဲခံလိုက်ကြပါတော့ဒါပဲရှိတာပဲ တို့လည်းတို့တို့မလုံနိုင်ဘူးဒီလက်နက်မဲ့တဲ့ပြည်သူပဲအနိုင်ကျင့်ဖို့အတွက်ဖြစ်တာအဲ့ဒါရှင်းပြမှတော့အာနာရှင်ဆန္ဒပဲရက်ဆက်ရန်ကားရရောက်တာဒီရန်ကားမှုမျိုးတော့ကျွန်တော်တို့ကဘယ်တော့မှလည်းထောက်ခံမှာမဟုတ်ဒီရန်ကားမှုမျိုးကိုကျွန်တော်လက်ညှိုးထိုးဝေပါဖို့ပဲစဉ်းစားရှိမယ်ဒါလုံးဝလက်ခံလို့ရတဲ့ကိစ္စတော့မဟုတ်ဘူးနိုင်ငံရန်ရာဖြည့်စည်းတဲ့နိုင်ငံအဖြစ်မောက်သဘုံလေးဖြစ်ပဲကျွန်တော်တို့သတ်မှတ်ပါတယ်တောင်ကုန်မြို့ရဲ့အထက်၄မိုင်တန်တောင်ကြီးနဲ့လိတ်တူတို့အဲ့ဘက်ခြမ်းနေတိစစ်တပ်စိုးမိုးမှုမရှိတော့ပါဘူးနာဆာကရဲ့စိုးမိုးတော့အခုဘာဖြစ်နေလဲဆိုတော့အဲ့ဒီတောင်ကုန်မြို့ရဲ့အထက်၄မိုင်ဟိုဘက်ထွက်သွားတာနဲ့ PDF တွေနဲ့ KNU တပ်တွေပေါ့အဲ့ဒီမှာစိုးမိုးနေတယ်စိုးမိုးပြီးတော့ အဲ့ရနေဖြတ်တန်းသွားလာမဲ့စစ်သားတွေရဲတွေအစိုးရဝန်ထမ်းတွေအကုန်လုံးကိုတပ်ဖြတ်ပြစ်တယ်ဖမ်းဆီးတယ်ဒီမေလ16ရက်နေ့တုန်းကစစ်ခွေးအကောင်30ကျော်စခန်းချထားတဲ့စစ်ခွေးတွေရဲ့ဂိတ်ရဲ့အမတ်9ရက်ွက်မှာရှိတဲ့ဝန်ထမ်းပေါင်းစုံနေထိုင်တဲ့နော်အိမ်ဘက်ကိုလည်းဝင်ရောက်စီးနင်းတဲ့အခါမှာဝန်ထမ်း6ရောက်တဲ့အတူစွတ်စွတ်ပေါင်း70ကောင်ကိုဖမ်းခဲ့တယ်ဆိုတော့အဲ့ထဲမှာကျွတ်ကလူဖြစ်တဲ့အတွက်ကြောင့်ကိုဝန်ဆောင်ဝန်ထမ်းတွေကိုထားခဲ့တယ် ကိုဝန်မဆောင်ဘဲနဲ့လွတ်လပ်တဲ့ဝန်ထမ်းနဲ့အတူသူတို့ရဲ့အပေါင်းပါစွစွပေါင်းအလုံးဆက်တကောင်ကိုဖမ်းခဲ့တာဖြစ်တယ်။အဆက်တရောက်ကိုဖမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြုံမျိုးမင်းပြောသွားတာကနော်ဒီလိုမျိုးလက်နဲ့မပါတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါကိုအောင်ပွဲခံကြတယ်သူတို့အုပ်ချုပ်နိုင်ပြီလို့ထင်နေကြတယ်။ဒါဟာသည်မလို့ရဖြစ်တယ်လို့ပြောတယ်ဆိုတော့စစ်ခွေမင်းအောင်လိုက်ရဲ့ရန်တရားကိုလေပတ်ဖို့ရအတွက်အဓိကတော့တိုင်ဖြစ်တယ်เนาะ ်ရန်တရားဆိုတာဟာအလုတ်တစ်ခုကိုပြီးမြောက်ဖို့ရာအတွက်ပါဝင်တဲ့ဥစ္စာတွေကိုရန်တရားလို့ခေါ်တယ်ဆိုတော့ခွေးကျပုရဲ့ရေရွယ်ချက်တွေရေမှန်းချက်တွေကိုပြီးဆုံးဖို့ရာအတွက်အဓိကရေးပါတာဟာဒီလိုမျိုး non CDM လို့ခေါ်တဲ့ဝန်ထမ်းတွေဖြစ်တယ်မင်း online ကဘလောက်ပဲဖြစ်ချင်းဖြစ်ချင်းမင်း online ကဘလောက်ပဲလှုပ်ချင်းလှုပ်ချင်းဝန်ထမ်းဆိုတဲ့ဒီခွေးတွေ အခုနင်းတို့ဘောငုံမီဒီယာတွေမရှိရင်မင်းအွန်လိုင်းဆိုတဲ့ခွေးဟာဒီနဲ့နဂိုထဲကလာခဲ့တဲ့ဝန်ထမ်းအိမ်မှာပဲကြီးပြီးမှဝန်ထမ်းအိမ်မှာပဲသူမတာပေါ်ရမှာဖြစ်တယ်ဒါပေမဲ့နင်းတို့လိုမျိုးရန်တရားဆိုတော့မင်းအွန်လိုင်းဖြစ်ချင်တဲ့နေရာကိုအရောက်ပို့ပေးတဲ့နင်းတို့ဟာတရေခံတောင်ဖြစ်တယ်မင်းအွန်လိုင်းထက်တောင်မှနင်းတို့ဟာပို့ပြီးမှအပြစ်ကြီးတဲ့သူတွေဖြစ်တယ်ဒါကို လက်နက်မရှိတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးတာဟာဓမြအလုပ်ဖြစ်တယ်ဆိုလို့ရှင်ဒီဓမြအလုပ်ကိုကြေကြေနက်နက်နဲ့လက်ခံတယ်။ဒါတွေဟာလူမိုက်လူယံကအလုပ်ဖြစ်တယ်ဆိုလို့ရှင်ဒီလူမိုက်လူယံကအလုပ်ကိုနစ်နစ်ချက်ချက်ကြေကြေနက်နက်ကိုထမ်းဆောင်သွားမှာဖြစ်တယ်။ပြီးတော့အခုဒါမျိုးတော်လန်ရဲလို့အမည်တွင်ပြီးမှဝန်ထမ်းတွေကိုဖမ်းဆီးတဲ့ဥစ္စာကကဘာမှမရှိဘူးလို့ပြောတယ်။ကဘာမှမရှိတဲ့အရာကြီးပဲအခုကျမတို့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတာ။ နိုင်ငံရဲ့ရန်တရားကိုဖျက်ဆီးအောင်လုပ်တဲ့သူကနိုင်ငံကိုဖျက်ဆီးတာဖြစ်တယ်လို့ပြောတယ်။နိုင်ငံကိုဖျက်ဆီးနေတဲ့သူဒီကိုတော်လာရဲလုပ်တယ်လို့လုံးဝမဆိုလိုဘူးလို့ပြောတယ်။ဆိုတော့နင့်တို့ရဲ့ဆိုလိုတဲ့အတိတ်ဘယ်ထဲမှာငါတို့ဘောင်ဝင်ဖို့ငါတို့ဒီနဲ့တော်လာရဲလုပ်နေတာလုံးဝမဟုတ်ဘူး။နော် နိုင်ငံရဲ့ရန်တရားကိုဖျက်ဆီးတဲ့ဥစ္စာကဒီစัจ java လာတစ်ခုလုံးမှမရှိဘူးပေါ့နော်။စัจ java လာတစ်ခုလုံးမှမရှိတာဟုတ်တယ်။ဒါပေမဲ့ကျတော့မြန်မာနိုင်ငံမှာရှိတယ်။ ကဘာပေါ်မှာတရားဥပဒေမရှိတဲ့နိုင်ငံမရှိဘူးဒါပေမဲ့မြန်မာနိုင်ငံမှာတရားဥပဒေမရှိဘူးဟုတ်ပြီနော်ကဘာမှာမရှိတဲ့ဥပဒေနဲ့ပဲငိုရမြန်မာနိုင်ငံမှာနင်တို့အုပ်ချုပ်နေတာဒါကြောင့်ကဘာနဲ့လုံးဝမရှင်နဲ့လက်နဲ့မပါတဲ့ဝန်ထမ်းတွေကိုလှုပ်တာကတော့တွေးကြောင်တဲ့လှုပ်ရဖြစ်တယ်တွေးကြောင်တဲ့လှုပ်ရဖြစ်တယ်တိုက်မယ်ဆိုလို့ရှိရင်စစ်ခွေးရှိတဲ့နေပြည်တော်ကိုတိုက်ပါလို့ပြောတယ်နေပြည်တော်လဲလာမယ် ဒါကသွေးကြောင်သလားမကြောင်ဘူးလားဆိုတော့ကြွနောက်ပြောမယ်ဒီလိုမျိုးလက်နဲ့နဲ့မရှိတဲ့ပြီးသူဒီကို အနိုင်ကျင့်တယ်ဇောကားတယ်ရန်ကားတယ်ဒါတွေကိုတော့ဘယ်တော့မှသူတို့ကထောက်ခံမှာမဟုတ်ဘူးအာပြီးလို့ရှိရင်ဒါမျိုးတွေကိုကြောင့်အမြဲတမ်းလက်ညိုးထိုးပြီးမှပဲဝေဖန်သွားမယ်တဲ့နင်းတို့လက်ညိုးထိုးတာလက်မထိုးတာတွေလက်ညိုးရောလက်ခလေထိုးတာတွေကယူကုန်ဆိုင်တာနော်ဒီလိုမျိုးရန်ကားတော့ကိုကြိုက်တယ်ရမ်းကြိုက်တယ်အာနာရှင်ဆန်တဲ့လောက်ရဖြစ်တယ်လို့ ဘောငုံကြောမျိုးမင်းပြောတယ်ဆိုတော့လွန်ခဲ့တဲ့အချိန်မှာကျွန်မမိသားစုအကြောင်းပြောခဲ့ပြီးပြီเนาะကျွန်မအဖေအပြစ်မရှိဘူးလက်နက်မရှိဘူး KIA နဲ့ပတ်သက်တယ်ဆိုပြီးမှထောင်ချလိုက်တယ်ကျွန်မရောက်မှအပြစ်မရှိဘူးနင်တို့ထောင်ချလိုက်တယ်ကျွန်မသူလေးဘိုက်ထဲမှာလတ်သားပဲရှိသေးတယ်မအေကိုထောင်ချလိုက်တော့ဒေဒေသားဖြစ်တဲ့ကျွန်မသူလေးဟာသူ့အမေရဲ့ဘိုက်ထဲမှာထောင်မှကြီးလာတယ်ထောင်မှမွေးလာတယ် ကျွတ်သူလေးထောင်ကနေထွက်လာတဲ့အခါမှာစစ်သားကိုမြင်လို့တောင်မရဘူးစစ်သားမြင်ရင်ဂဒင်အောက်ဒီမှာထွက်ပြေးတယ်စောင်းဒီမှာပုန်းတယ်အခန်းတကားတွေပိတ်ပြီးမှနားတွေပိတ်ပြီးမှဂျောင်ထဲမှာထိုင်နေတယ်အဲ့လောက်ထိနင်းတို့စစ်ခွေးကိုကြောက်ခဲ့တယ်ကျွတ်သူလေးထောင်ကနေထွက်လာခဲ့တဲ့အခါမှာအခုမှအာနာရှင်ဆန်တဲ့ရက်ဆက်တဲ့ကြမ်းတမ်းနေဟုတ်လားတသက်လုံးနဲ့တော့အခဲမကျေဘူး မိမေလို့လည်းမထင်နဲ့ဘဝတစ်ခုလုံးနဲ့ယင်းပြီးမှနင့်တို့စစ်ခွေးတွေကိုတိုက်ထုတ်နေတာပြီးတော့နင့်ပြောတဲ့ရန်ကားတယ်ဒီလိုမျိုးရန်ကားမှုကိုကြိုက်တယ်နင့်တို့တင်ပေးခဲ့တာနော်အခုဒီဘုံငုံမီဒီယာနဲ့အတူနင့်တို့အားလုံးကိုဖတ်မိရင်လေ နင့်တို့ရဲ့အင်မတန်မှပြောတတ်တဲ့ပါဇက်ရဲ့အရေးခွန်ကိုအရင်ခွာမှာအခုဒီတောင်တာက PDF တွေကဘာထပ်ပြမှသူတို့ပြောထားတယ်လေဆိုတော့သူတို့အုပ်ချုပ်ထားတဲ့နေရာထဲမှာအလင်းတင်းနဲ့တင်းတယ်လို့တကောင်ပဲဖြစ်ဖြစ်နှကောင်ပဲဖြစ်ဖြစ်ဒီလိုမျိုးရန်တရားကို လေပတ်အောင်လုပ်နေတဲ့စစ်ခွေတောက်တိုင်မန္တမြကိုဖတ်မယ်လို့ပြောတယ်ကြွကတော့အမြဲတမ်းဂုံယူတယ်ဒါတောင်မှ PDF ဆိုတာဟာ27မှာမှလက်နက်ကင်လာခဲ့တဲ့လူပမာတိုင်းရင်သားတွေဖြစ်တယ် သူတို့တောင်မှဒီလောက်နာကြီးတယ်ဆိုလို့ရှိရင်လွန်ခက်တဲ့နိ90နိပါတောင်ကျတို့ကိုနှိမ့်ဆက်ခဲ့တဲ့နင်းတို့ကိုငိုတော့တိုင်ရင်သာလက်နဲ့ကင်နေမနာကြီးဘူးလို့နင်းတို့ထင်တာတတက်လုံးအခဲမကြေဘူးကျမမိသားစုတစ်ခုလုံးပေးဆက်ခဲ့တယ်ခွလို့မလို့ထင်တလားဘယ်တော့မှခွမလို့ဘူးနင်းတို့စခွေးတွေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းအားလုံးကိုရှင်းဖို့ရတော့အများအားစင်သိရှိတယ်ဆိုတော့မှတ်ထားပါ နော် တောင်ငူရဲ့လဲမိုင်အကွာဘက်မှာဆိုလို့ရှိရင်တော့ PDF ဒီစိုးမိုးတဲ့နေရာဖြစ်တဲ့စစ်ခွေးတွေရဲခွေးတွေတွားလို့ရှင်ဖမ်းတယ်တဲ့ဒါကအရင်တော့ကနင်တို့ငရို့ဘာပြောလဲနာကဆကအုတ်ချုပ်တဲ့နေရာမှာ မနေနဲ့နင်တို့ PDF တွေ NUG အုတ်ချုပ်တဲ့နေရာကိုတွားလို့ပြောတယ်မဟုတ်လားအခုနင်တို့လည်းထိုနည်း၎င်းပဲငရို့အဖမ်းမခံချင်ဘူးဆိုလို့ရှိရင်ခွေးကြဖို့အုတ်ချုပ်တဲ့နေပြည်တော်ကိုတွား နေပြီးတော့တခုထဲပဲနည်းနည်းလေးလုံချုံတယ်နင်းတို့အတွက်ကြံတဲ့နေရာကတော့နင်းတို့သိရဲ့အတိုင်းပဲနော်ငါတို့နေရာမှာလာလာမရှုံနဲ့ဒါကြောင့်မြန်မာနိုင်ငံဟာတိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်နေရာတကာမှာကျတို့အုတ်ချုပ်လာတယ်ဒီနေ့ကျတို့ကမြို့တွေမသိမ်းတော့ဘူးမြို့သိမ်းရင်ပြည်သူလူထုတွေနာကျင်တယ်မြို့မသိမ်းဘူးနော်မင်း online နဲ့သက်ဆိုင်တဲ့အငွင့်အသက်ကိုရှူရှိုက်တဲ့သူအားလုံးကိုကျတို့ဖမ်းတယ် နင်တို့အာနာစုမှုဖို့မပြောနဲ့နင်တို့အနန့်တောင်မှဖြတ်သွားတာနဲ့ချက်ချင်းနင်တို့ကိုတတ်ဖို့ပဲ ready ပဲငါတို့ခုတ်လို့ရင်တောင်မှငါတို့ကင်တဲ့လက်နဲ့တည်းငါတို့ကင်တဲ့ကြီးတွေနင်တို့ကိုခုတ်မလို့ဘူးဆိုတာမြင်မြင်မှတ်ထားပါအနောက်ဒရင်တပုတ်နေနေကတော့ဗီဒီယိုတပုတ်ကိုထပ်ပြမှကြည့်အောင်ဒီထဲမှာလဲခွေးတကောင်ဘာဟောင်ထားတယ်လေကျမတို့နားထောင်ကြည့်တာပေါ့နော်အဲဝလူးရွာကအင်ဂျီတထောင်လောက်ရှိတယ်ဗျာနော်ဒီဝလူးစခန်းကြီးဒလိုကြီးမွိုင်းခင်မှာလဲ တို့ရဲဘော်တို့ရောဈေးတွားဝယ်တဲ့အခါမှာလဲဈေးထဲမှာအဲ့လိုပဲ PDF တွေကရဲဆက်ဆက်တက်ပြီးမှဒါခိုးဆွဲဝယ်ဆွဲလို့ဆွဲပြီးမှရဲဆက်တက်ဖြတ်ထားလဲခင်ဗျားတို့ဒါကြားသိမှာပဲဗျာနော်အဲ့တော့ခင်ဗျားတို့ကရွာနာမှာကြောက်လို့ရွာထီမှာကြောက်လို့ရွာခမ်းမှာကြောက်လို့ဆိုတဲ့ကောင်းပါလေကောင်းပါလေဒီလိုမေတ္တာတရားကြီးမှတော့လဲနော်ကောင်းပါလေကိုလူတွေကတော့ပိတ်ဆက်တာတော့အလုံးကြားအတိုင်းပဲပေါ့ဗျာနော်ဘလူးစကားလို့နေရာမှာအင်အားလို့ဒီပြည်သူစစ်တွေနဲ့ဘလို့တွဲမလဲဘလို့တုံးမလဲဆိုတော့ခင်ဗျားတို့မှဒီလိုပဲစဉ်းစားတဲ့အာရော ရှိရလာလို့တော့မေခွန်းထုတ်ရမလို့ဥစဉ်တော့ပြန်ဖြစ်နေပြီဗျာနော်။တောင်တာတို့နှထိုးကြီးတို့မြင်းကြံလောက်ပဲနော်။ကြံတဲ့ရွာတွေမှာအကုန်လုံးက PDF တွေအကုန်ရောက်နေကြအကုန်လုံးကြီးစိုးလို့လို့ဖြစ်သွားပြီ။အားကောင်းတဲ့အနေအထားတစ်ခုဖြစ်သွားတယ်။ PDF တွေတော်လို့မဟုတ်ကိုယ့်ဘက်ကညံ့လို့ဒီထောက်ပံ့မယ်ဟာတွေလိုအပ်ချက်တွေပံ့ပိုးရမယ်ဟာတွေကိုချိန်မပံ့ပိုးနိုင်မချိန်မလုံးမပေးနိုင်ဘူး။အဲ့လိုခင်ဗျားတို့ကအမှန်တရားပြောလို့ရှိရင်ခင်ဗျားတို့ကလက်မခံဘူးမကြိုက်ဘူး။ဖုန်းကြီးရဖုန်းကြီးရလုံမလို့ဘူးဖုန်းကြီးရအဲ့အလုံးနဲ့ဘာဆိုင်မဆိုင်မှန်းလည်းတည်တယ်မပြောတင်မှန်းလည်းတည်တယ် ပြောလိုက်ရင်အပြစ်ဖြစ်မှလည်းတည်တယ်။အကုံကကိုမနေနိုင်တာခဲ့နေရ။မမကြီးငြင်းကြစေချင်တယ်ဗျာ။အေးကြစေချင်တယ်ဗျာ။အဝက်လူမှာဒီ PDF တွေခွေးမောင်းထုတ်တာတော့တပတ်လောက်ရှိသွားပြီ။ဆိုတော့အဲ့ဝက်လူကို Nutroji PDF တွေကနေမှမဝိုင်းခင်ကတည်းကဒီဝက်လူအော်ဈေးမှာဈေးလာဝယ်တဲ့ခွေးသုံးကောင်ကိုလည်းပဲအပြတ်အသတ်နော်ဖုံရှူခိုင်းလိုက်တာခုတူမကျေနပ်ဘူးဖြစ်နေတယ်။ဆိုတော့အဲ့ထဲမှာ PDF တွေတော်လို့တော့မဟုတ်ဘူးเนาะဒါပေမဲ့သူတို့စစ်ခွေးတွေညံ့လို့တဲ့ညံ့တဲ့လူနဲ့ညံ့တဲ့လူကဘယ်တော့မှအနိုင်ဆိုတာမရှိဘူးညံ့တဲ့သူကိုနိုင်တာကတော်တဲ့လူနိုင်တာဒီနေ့ကျွတ်တို့တော်လိုင်းရဲတွေစိုးမိုးထားတာဟာနေရာအတိအတိဖြစ်ပြအခုနထိုးကြီးရဲ့မြင်းချရဲ့တောင်တာရဲ့ကလွဲရင်ကြတဲ့နေရာအလုံးဟာကျွတ်တို့ PDF တွေစိုးမိုးထားတဲ့နေရာဖြစ်တယ်လို့ပြောတယ်ဒါမှတ်ထားသူအမှန်တရားကိုပြောလို့ရှိရင်ဘယ်သူမှမကြိုက်ဘူး ဖုန်းကြီးအလုံးမလုံးဘူးလို့ပြောတယ်ဆိုတော့ဒါကို तू ဘာပြောလဲဆိုတော့ဒါမျိုးပြောတယ်ဆိုလို့ရှိရင်အပြစ်ရှိတယ်ဒါမျိုးအပြစ်ရှိတာကိုတေးရသားနဲ့လဲတိုက်ပြည်အေးချမ်းတာကိုလိုချင်တဲ့အတွက်ကြောင့်ဒီလိုမျိုးဝင်ပြောရတယ်လို့ပြောတယ်ဆိုတော့တိုက်ပြည်တလောက်ကြီးအေးချမ်းတာလိုချင်တယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာကြီးအမွန်မြတ်ထားတဲ့သင်္ကန်းကြီးကိုချွတ်ပြင်းမှာအင်ဂျီဘုတ်ပေါင်းပြဘုတ်ပြင်းမှာတွားလေမတာပေါ်မှာလဲကြောက်တယ်လှုပ်ဆိုင်ရမှာလဲကြောက်တယ်ဒါကြောင့်နေက မနေနိုင်လို့ဝန်ပါရတာလို့ပြောတယ်မနေနိုင်ရင်အင်ကြီးတော်ဘူးပြမချလေနင်းကိုယ်တိုင်တိုင်းပြကကွယ်ပါလားလူဘုတ်လေးပြမပြီးသူစစ်တဲ့နဲ့အတူတူလက်နဲ့တွားကင်လိုက်တိုင်ပြအချမ်းဖို့ကအကျမ်းဖက်မရှိမှလို့ပြောတဲ့ခါမှာဘာလို့လဲအကျမ်းဖက်ဒီနေ့အကျမ်းဖက်တွေကိုတွားချင်မုန်းလေအလကဗုဒ္ဓဘာသာရောင်ဆောင်ပြမသမဲလကားစားချင်နေတဲ့ခွေး ဝက်လူးမှာတော်လာရဲဒီဘက်ကနေမှဝိုင်းထားတယ်ဆိုတော့ကိုတိတဲ့ခါမှာဒီစခွေးတွေဘက်ကနေမှစစ်ကြောင်းထိုးလာတာဒီတဲ့ချင်းချင်းတွေမရောက်သေးဘူးဆိုတော့စစ်ကြောင်းထိုးတာပဲမှလေးပေါ့နော်ဘယ်ရောက်မလဲလေးကွာပဲရှိတဲ့အချိန်တောင်နင့်တို့ကိုမကြောက်တာအခုတနတ်ရှိနေပြီဟာဤတော့ဤချင်းနေနော်ငါကတော့တင်ကန်းချုပ်ပြီးဒီလိုပြောလို့ရှိတော့သူများငါကိုဆဲလို့မရဘူးဆိုတော့ပုံစံနဲ့နင်းကဗုဒ္ဓဘာသာအရေးခွချုံ ဗုဒ္ဓဘာသာဒီအထွတ်မြတ်ထားတဲ့တင်ကန်းကြီးကိုဝှေ့တော့ငါ့ကိုမရိုက်ဘူးလို့ထင်နေမှာအဲ့နေ့ရဲ့တင်ကန်းကိုချွတ်ပြေးမှနေ့ကိုအရေခွချွတ်မှာပြည်သူတွေအားလုံးကြမ်းမပြေရှိကြပါစေ